ရိသတ်များအားလုံးကိုကျမတို့ရဲ့ Boost Channel လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ပြိသက်ကြီးတို့နာဆင်မိုးအတွက်ညတက်စီအစွဲဆိုတဲ့ဇာလန်းလေးကိုတင်ဆက်ပေးကြပါရရှင်။ဇာလန်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ Channel လေးကိုလိုက်ရ Subscribe လေးနှိပ်ပြီးဗီနာ Notify ခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုကြပါရရှင်။ဒါဆိုရင်တော့ဇာလန်းလေးကိုစတင်ပေးလိုက်ပါပြီ။ညနေချိန်လာမင်းကြီးရဲ့အလင်းရောင်ကအိမ်ဟောင်းကြီးရဲ့နေရံလေးပေါ်ကိုဖြတ်ကျော်ပြီးမိတိမိတာကြာလာတယ်။ အင်ရှိယတပင်ကြီးရဲ့အရေးတရာလေတို့နဲ့အတူလှောက်ခန့်နေတယ်။တခါတလေလူတဒန်လိုပါပဲ။မိုးမေကထိုအိမ်ဟောင်းကြီးရဲ့အိမ်ခန်းထဲမှာစာအုပ်တအုပ်ကိုလှမ်းကြည့်ရင်အာယုံမဆိုင်မိပဲပရင်ပေါက်ကနေအပြင်ကိုငေးမောနေမိတယ်။အိမ်ထဲမှာတခုခုမမှန်ဘူး။သူ့ရဲ့အတွေးကိုဖြတ်တန်းသွားတဲ့အတန်တခုကလေတွေကနေပြေးလွှားသွားတယ်လို့ပါပဲ။မိုးမေကသူရဲ့ညီအကိုတော်သူတအူးဖြစ်တဲ့ဇာနီရဲ့တေဆုံးမှုကြောင့်ဒီအိမ်ကိုဆက်ခံခဲ့ရတာပါ။ ဒါပေမဲ့ဇာနီတေဆုံးကနီယမူမင်းညဘက်မှာမှောင်နေတဲ့အခန်းထဲမဝင်နဲ့လို့တတိပေးခဲ့တဲ့ဇကာကသူ့နှလုံးသားထဲမှာအကူအထည်နာကျင်နေသေးပါပဲ။အဲ့ဒီညမှာပဲအိမ်ရဲ့အောက်ထက်ကမိချောင်းတစ်ချောင်းကတဖြည်းဖြည်းမိန်လာပြီးငြိမ်သွားတယ်။မူမင်းရဲ့နှလုံးခုန်တမ်းမြန်လာတယ်။သူကအိမ်ခန်းရဲ့တကားကိုဖြည်းဖြည်းချင်းပိတ်လိုက်ပြီးတောခတ်လိုက်တယ်။ဒါပေမဲ့တစ်ချက်တစ်ချက်တကားကိုတစုံတစ်ယောက်ကဖြည်းဖြည်းချင်းခောက်နေတယ်။ မူမင်းရဲ့ချွေးတွေကနှစ်ဘူးပေါ်ကနေစည်းကြလာတယ်။သူ့ရဲ့အသက်ရှူတန်တွေကကျန်းတန်းလာပြီးလက်တွေကတုန်နေတယ်။ဘာလို့လဲ။သူကတကားနဲ့နီးနေတဲ့ဇပွဲပေါ်ကဓာတ်တချောင်းကိုကောက်ယူလိုက်တယ်။တကားခောက်တန်ရက်သွားပြီးအစားထိလန်းပွဲအတန်နဲ့ရည်နေတဲ့အတန်တစ်ခုမူမင်းရခြေလန်းတွေကိုနောက်ပြန်ဆုပ်လာပြီးပရင်ပေါက်ဘက်ကိုလှည့်ကြည့်လိုက်တယ်။ပရင်ပေါက်ရဲ့ဖန်သားပေါ်မှာအမျိုးသမီးတစ်ယောက်ရဲ့မျက်နှာ အရင်မျက်နာကဖြူဖြော့နေပြီးမျက်လုံးတွေကတော့အမဲရောင် အပိုင်းကြီးရည်နဲ့ပြည်နေက ပြုံးနေတယ်လို့ပါပဲ။ဇာနီမင်းကငါတက်ခဲ့တာမဟုတ်ဘူး။အဲ့ဒီအတန်နဲ့အတူပဒင်းပေါက်မှန်သားအကွဲတန်နေနဲ့ကွဲထွက်သွားပြီးအေးဆက်တဲ့လက်တစုံကမိုးမင်းရဲ့လေပင်းကိုစုပ်ကိုင်လိုက်တယ်။အသက်ရှူအသက်ရှူမိုးမင်းကအိယာတွေကနေလန့်ပြီးထထိုင်လိုက်တယ်။သူ့ရဲ့အင်ကြီးကချွေးစည်းရည်နဲ့ရွှဲနေပြီးနှလုံးခုန်သားကတော့မြန်ဆန်နေစေ။ ိမ်မက်လားဒါပေမဲ့သူ့လေပင်မှာနာကျင်မှုတစ်ခုကိုခံစားနေရတယ်။မှန်ရှိကိုသွားပြီးကြီးလိုက်တဲ့အခါလက်ချောင်းအရစ်တွေသူ့လေပင်မှာညိုမဲနေတဲ့အရစ်တွေကိုတွေ့လိုက်ရတယ်။ထိုချိန်မှာပဲသူ့ရဲ့ဖုန်းမှာအသံတစ်ခုထွက်လာတယ်။စတဲ့စောင်းမင်းကိုငါရှာတွေ့ပြီ။မုံမရဇာနီရဲ့တေဆုံးမှုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုစုဆောင်းဖို့ဆုံးဖြတ်လိုက်တယ်။ဒီအိမ်ဟောင်းကြီးမှာလှုပ်ဝက်ချက်တခုခုရှိနေတယ်ဆိုတာသူသိလာတယ်။ ညာဘက်မှာသူကမီးအိမ်တလန်းနဲ့အိမ်ရဲ့မောင်နေတဲ့အောက်ထပ်ကိုဆင်းသွားတယ်။အောက်ထပ်ကတကားဖွင့်မိသားဖြစ်နေတယ်။အတွင်းဘက်မှာဓာတ်ပုံတွေဇာနီရဲ့ဓာတ်ပုံတွေဒါပေမဲ့ဇာနီနဲ့အတူပါနေတဲ့အမျိုးသမီးတယောက်ရဲ့မျက်နှာကိုသူမှတ်မိတယ်။ဒါကသူတို့ရဲ့အတော်ဖြစ်တဲ့ဒေါ်တန်တေးပါ။ဒါပေမဲ့ဒေါ်တန်တေးကလွန်ခဲ့တဲ့ဆယ်နှစ်ကတည်းကတည်ဆုံးခဲ့ပြီးသားဖြစ်တယ်။မူမေကတဖြည်းဖြည်းနဲ့သဘောပေါက်လာတယ် ဇာနီကသူတို့ရဲ့အတော်ဖြစ်သူဒေါ်တန်ထီကိုတတ်ခဲတာပါဒါကြောင့်ဒေါ်တန်ထီရဲ့အလောင်းကဒီအိမ်ရဲ့နေရန်ထဲမှာနှိမ့်မြုပ်နေတာပါညာဘက်မှာမိုးမရနေရန်တစ်ခုကိုဖြိုပြပြီး အလောင်းကိုတွေးလိုက်ရတယ်ဒါပေမဲ့အလောင်းကမပုံမတိုးပဲအိမ်နေသလိုပါပဲထိုးချိန်မှာဒေါ်တန်ထီရဲ့မျက်လုံးတွေဖွင့်လာပြီးနေကောင်းလားသားလေးမိုးမရအော်ဟစ်တန်ကညာဘက်တစ်ခုလုံးမှာပြန့်နှံ့သွားတယ် မူမင်းရဲ့အော်ဟစ်တန်ကလေထဲမှာလွင့်ပြောက်သွားပြီးအိမ်တစ်ခုလုံးငြိမ်သက်သွားတယ်။ဒေါ်တန်တရဲ့အလောင်းကပြေးပြေးချင်းထထိုင်လာပြီးမျက်လုံးတွေကအိုးမင်းကိုစိုက်ကြည့်နေတယ်။တာငါတာအတန်ကချောမွေ့နေပေမဲ့အတွင်းမှာတုံလုံးဖွဲရအေးဆမ်းမှုတစ်ခုရှိနေတယ်။မူမင်းကနောက်ပြန်ဆုံရင်နယံနဲ့ကပ်မိတယ်။အတော့ဒါဘာဖြစ်နေရလဲ။ဇာနီကငါ့ကိုတတ်ခဲ့တယ်။ ဒေါ်တန်းတည်းရဲ့အတန်ကရုတ်တရက်ကြမ်းတမ်းလာတယ်။ဒါပေမဲ့ငါမသိခဲ့ဘူး။ငါရဲ့အမုန်းစိတ်တွေကဒီအိမ်မှာကြံရစ်ခဲ့တယ်။ငါပြန်လာခဲ့တာ။မူမင်းရဲ့မျက်လုံးလေးထဲမှာကြောင်ရွံ့မှုနဲ့နားမလည်နိုင်မှုတွေပြည်နေတယ်။ဒါဆိုဇာနီကိုဘယ်သူတတ်ခဲ့တာလဲ။ဒေါ်တန်းတည်းရဲ့နှကန်းတွေကနေကွေစွာလှုပ်ရှားလာတယ်။ငါတတ်ခဲ့တာ။ကုတ်ချိုးပြီးတတ်ခဲ့တာ။မူမင်းကသူ့ရဲ့နှလုံးသားထဲမှာနာကျင်မှုတစ်ခုခံစားလိုက်ရတယ်။ ဇာနီယသူတို့ရဲ့အတော်ကိုတတ်ခဲ့တယ်။ဒါပေမဲ့ဒေါ်တန်ထေးရဲ့အလောင်းကတရေဖြစ်ပြီးပြန်လာကဇာနီကိုလက်စားချေခဲ့တာပါ။ဒါဆိုအတော်ကငှောက်ကိုလည်းတတ်မှာလား။ဒေါ်တန်ထေးကဖြည်းဖြည်းချင်းလက်တစုံကိုဆန့်ထုတ်လိုက်တယ်။မဟုတ်ဘူးငါသား။ငါမှာတခုသေးတော့တောင်းဆိုချက်ရှိတယ်။ဘာလဲအတော်။ငါလွတ်မြောက်ချင်တယ်။ငါရဲ့အလောင်းကိုမိသက်ကြိုးပေးပါ။ငါဒီအိမ်ကနေထွက်ခွာချင်တယ်။ မူမေရဒေါ်တန်ထေရဲ့အလောင်းကိုအိမ်ရဲ့နောက်ဘေးမှာမိတကြိုးပေးလိုက်တယ်။မိတော့တေကညာရဲ့အမောင်ကိုပြက်ကျော်ပြီးမြင့်တက်သွားတယ်။ဒေါ်တန်ထေရဲ့အတန်ကလေထဲမှာတဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ကျေးဇူးတင်ပါတယ်သာ။မူမေရမျက်ရည်တွေနဲ့ဒူးထောင်လိုက်တယ်။သူကဒီအိမ်ရဲ့လိုအပ်ချက်တွေကိုနားလည်သွားပြီ။ဇာနီရဲ့အပြစ်နဲ့ဒေါ်တန်ထေရဲ့ဝိညာဉ်က အခုတော့ငြိမ်းချမ်းစွာထွက်ခွာသွားပြီ။ဒါပေမဲ့မနက်ခင်းမှာ မိုးမင်းကသူ့ရဲ့အိတ်ခမ်းတကားမှာလက်သေးရာတွေနဲ့ချစ်ထားတဲ့အကြောင်းအရာတစ်ခုကို တွေးလိုက်ရတယ်။မင်းကငါခွင့်မလွတ်ဘူး။မိုးမင်းရဲ့မျက်လုံးတွေကျဉ်လာတယ်။ဒါကဇာနီရဲ့အတန်းဆိုတာကိုမိုးမင်းသိလိုက်ပါတော့တယ်။ပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။